Go Investing ရွှေစေးနှစ်တက်မှာစက်တက်နိုင်တဲ့အကြောင်းရင်းငါခုဗီဒီယိုလေးအဆုံးမှာတော့ရွှေနဲ့ပတ်သက်ပြီးတော့တောက်လျှောက်တက်နေတဲ့ကုမ္ပဏီ stock share နှစ်ခုအကြောင်းပြောမယ်ကမ္ဘာပတ် American stock option ရွှေပညာရှင် channel ကကျူးဆိုပါတယ်ဘယ်နေရာကြည့်ရခေါင်းပေါက်မှာရေးရပါ ရွှေဈေးကတော့အခုဆိုရင်3859ကျော်သွားပါပြီ။ဒါက5 US dollar spot ပါ။ spot ဆိုတာပါတယ်။ဒီနေ့ဝယ်ဒီနေ့ရတဲ့ဈေး။ဒီဈေးနဲ့ဝယ်ရပါမယ်။ရွှေဈေးကအဲ့လောက်ဖြစ်နေပါပြီ။ရှူ6ကိုကြည့်လိုက်။ရှူ6ကတော့3789.80ဖြစ်နေပါတယ်။ဒါက futures contract တွေကိုဝယ်တာပါ။ရွှေကိုเนาะနောက်ခါလာမှာ delivery လုပ်ဖို့အတွက်လက်ခံရရှိမှုအတွက်ဒါတွေကိုဝယ်ထားတယ်။များသောအပြင်ရွှေတွေကတော့ store share နဲ့ပတ်သက်ရရှင်းတတ်မှာဆိုရင်ဆရာက store share ပူကြိုက်။ဘာကြောင့်လဲဆိုတော့ဗီဒီယိုလေးအဆုံးထိကြည့်ပြီးသွားရဆိုရင်တည်သွားမှာဖြစ်တယ်။ SME file တော့ကြည့်တယ်။ local ငါးနဲ့ရှင်းတယ်ဆိုရင်101.42%ရွှေဈေးက103နည်းနည်းလေးတာနေတယ်။ Nasdaq နဲ့ရှင်းတယ်ဆိုရင် World 6.02% Nasdaq ဆိုတာက technology နဲ့ပတ်သက်တဲ့ company stock share တွေကိုစုထားတာအဲ့ဒါလည်းရှင်းတာဆိုရော Nasdaq ပိုပြီးတော့ဒါနေဒါပေမဲ့ရေရတူတည်းကြည့်ရမှဆိုရွှေက41.99% S&P 500က31.21% Nasdaq ကဘယ်လောက်လဲဆိုရင်16.61%အဲ့တော့ကြည့်ရမှဆိုရေရတူတည်းဆိုဟာ SMB finder မှာ investment လုပ်မယ်လဲရွှေမှာလုတ်ထားရင်အများကြီးကောင်းတာပေါ့။နော်အဲ့လားဆိုရင် stock share မှာဘာကြောင့် investment လုပ်ရင်ပိုကောင်းလဲဆိုတော့ဆရာဘာကြောင့်ပြောရလဲ။တခြားစဉ်းစားအဖြေကိုမကြမီသိရလိမ့်မယ်။อืมဒီလိုမျိုးရွှေနဲ့ပတ်သက်တဲ့ဘူးတူတာတွေ stock share နဲ့ပတ်သက်တဲ့ဘူးတူတာတွေအင်ချမ်းမီကမ္ဘာစီးပွားရေး crypto နဲ့ပတ်သက်တဲ့ပညာတွေရချင်ဆိုရင်ဒီ channel ကို subscribe လုပ်တာပါ။ ရွှေစေးဘာကြောင့်ဆက်တန်နိုင်လဲဆက်တန်နိုင်တဲ့ reason ရှိတယ် reason number 5ဟော federal reserve ကနေပြီးတော့အတိုးနှုန်းတွေစပြီးတော့ short ချလာပါပြီဒီနှစ်မှာနှစ်ခါသုံးခါ short short ချမယ်နောက်နှစ်ဆိုရင်ပိုပြီးတော့ inflation ကြရကြလို့ပိုပြီးတော့ချဖို့ခင်ရှိတယ်အဲ့လိုချတော့ရွှေနဲ့ဘလို့ပတ်သက်နေတယ်အဲ့လိုချလိုက်အခါကျရင်အတိုးနှုန်းချရတဲ့အခါကျရင်ဒေါ်လာဈေးကျတယ် ဘာကြောင့်ဒေါ်လာဈေးကျတယ်နိုင်ငံတနိုင်ငံရဲ့ပတ်စံကို investor တွေကဘာအနက် investor investment လုပ်နေနေမှာအဲ့ပတ်စံဝယ်ပြီးတော့အဲ့နိုင်ငံဘဏ်မှာထည့်တာမှဆိုရင်အတူတူရတယ်အဲ့ရောအတူတူကျလေနေအဲ့ပတ်စံဝယ်ပြီးတော့အဲ့အမေရိကန်ဘဏ်မှာထည့်တာဝန်တွေကအဲ့လောက်ထိ incentive မရှိတော့အဲ့လောက်ထိမကောင်းတော့အတူတူနည်းနည်းပဲရအောင်ဆိုတော့အဲ့ပတ်စံဝယ်စရာမလိုတော့ US ဒေါ်လာမဝယ်တော့တခြားနိုင်ငံ ဟို US ဆိုတာရှင်းတယ်မဆိုရင်အတိုးတို့များနေတဲ့နိုင်ငံရဲ့ပတ်စံဝင်လာမယ်။အဲအဲ့လိုမျိုးရှင်းတဲ့အခါအခါကျတော့ US ဆိုတာကျသွားဖြစ်။ US ဒေါ်လာကျသွားရတဲ့ကြောင့်ရွှေဈေးကတက်တယ်။မာကြောင့်လို့ဆိုရင်ရွှေဆိုတာက US ဒေါ်လာနဲ့ပေးဝင်တာနော်။အရင်က US ဒေါ်လာဈေးတက်နေအချိန်မှာရွှေဈေးကအေးဒီရောက်ဈေးရှိမှဆိုရင် US ဒေါ်လာဈေးကျတော့တဲ့ကြောင့်ရွှေကပို့ပြီးတော့ဈေးတက်သွားမှာကြောင့်ရွှေကဒီလောက်မှနှစ်တိုင်းနှစ်တိုင်းထုတ်နေတာပေါ့ တခုတော့ရှိရပါရွှေတွေပါထုတ်လာတယ်အရန်များွားအချိန်ကြာရင်တော့ဒါမပြောပတ်မပြောတတ်ဘူးเนาะရွှေဒီ supply အရန်များလာအခါကျရင်ဒေါ်လာဈေးကျတယ်အာအတွန်းလုံးကျတယ်ရွှေဈေးကအာတက်ချင်မှတက်တာအဲ့ဒါတော့မူတည်တယ်အဲ့ဒါအဲ့ဒါတခုတော့တတိထာเนาะရွှေထုတ်လာအရန်များနောက်နှစ်ကျရင်ရွှေသွင်းအကြီးတွေ့ရတယ်အဲရွှေတွေအများကြီးထုတ်ရမှာဆိုရင်ရောအဲရွှေသေးကြဖို့ကြင်ရှိတယ်ဒါပဲအဲ့ဒါကိုရှားပါတယ် ရွှေသွင်းတွေ့ရတဲ့ကံတိုင်အောင်ကုမ္ပဏီကအများကြီးထုတ်ချင်မှထုတ်မှာနော်။အဲကြောင့်အများကြီးထုတ်လိုက်သူ့ရွှေတန်ဖိုးရောက်တာဒီစိန်စိုးလိုပဲစိန်စိုးမိုနိုပိုလီလိုမျိုးသူကလက်ကင်တာစိန်တွေအများကြီးထုတ်လိုက်မှဆိုရင်စိန်တွေပေါ်မှဆိုရင်ဘူးဒုမဈေးကြီးပေးမဝယ်တော့ဘူးလေ။ဟုတ်တယ်ပါဒါသူကစိတ်ပညာရှင်ဆိုတည်ဆရာကလည်းဒီလိုမျိုးပညာရှင်ဆိုပညာရှင်အချင်းချင်းတည်ရပါတော့เนาะအဲ့ဒီသဘောပဲ reason နံပါတ် တွေ့ရတာဘာလဲဆိုရင် sticky inflation sticky inflation ဘာလဲကိုယ်စင်းလုံးနေတက်နေရတောက်လျှောက်တက်နေတော့မကြနေဘူးအဲ့အားကြီးကြောင့်ရွှေတွေကိုနူရဝယ်ထားကြကိုယ်စင်းလုံးတက်တယ်ဆိုတော့ကိုယ်စင်းလုံးပတ်စံကိုကင်ရမှာကိုယ်စင်းလုံးကတမိုးယော့ပါလေကိုယ်စင်းလုံးတက်တဲ့တော့ကြောင့်အဲ့ရွှေမှာဝယ်ရမယ်ဆိုပဲရွှေဒီမှာဝယ်ထားအဲ့ရွှေစည်းရဆက်ပြီးတက်တယ်ဒီမှပုံများရတော့ကြောင့်เนาะနောက်ထပ် reason number 2ကဘာလဲဆိုတော့စစ်တွေပါဖြစ်တယ်အခုရုရှားကလည်းပိုလန်ကို airspace ကို နည်းနည်းစပြီးကျူးကျော်တာ drone နဲ့အပိုလန်ကလည်း drone တွေကိုပစ်ချတယ်ပိုလန်ကပြင်ဆင်နေပြီရုရှားနဲ့မကြမီမှာစစ်ဖြစ်နိုင်တယ်ဆိုပြီးတော့ကြိုတင်ပြီးစပြင်ဆင်နေကြအဲ့လိုမျိုးမတိမငြိဖြစ်တာပဲဆိုရင် investor တွေများဆိုတော့ပတ်စံမကန်ရမယ်နဲ့ရွှေတွေဝယ်ထားအောင်လုပ်တယ်အင်ချင်မီဝယ်ထားအောင်လုပ်တယ်เนาะအဲ့လိုမျိုး stock share ရယ်ဝယ်ဝယ်ထားမှာဒါပေမဲ့ stock share တကယ်စစ်ဖြစ်တာဆိုခဏလေးထိုးကြပါထိုးကြပြီးပြန်တက်နေပါ ဘာပဲပြောကျင်းနေရတော့ပတ်စံအောင်တန်ဖိုးရောပါမယ်စစ်ဖြစ်ခါကြအန်ကြောင့်ပတ်စံအောင်မကင်ထားဘူးရွှေတွေကိုသူကကင်ထားတယ်ကင်ထားလို့ဆိုမှတကယ်ကရွှေကတင်းထားတာမဟုတ်ပါဘူးသူ digitally ဝယ်ထားမယ် ETF တွေဝယ်ထားမယ်เนาะရွှေကမကောင်းလာပါရဲ့ဆိုတော့သူက dividend မပေးဘူးရွှေပါဝယ်ဝယ်ဝယ်တချို့ dividend ETF ပဲပေးရပေးနေမယ်ရွှေ ETF ပဲပေးရပေးဒါပဲအရင်ရှာဒီကရွှေကင်ထားမယ်ဆိုရင်ဘဏ်ထဲမှာထည့်ထားမယ်ဆိုရင်ဘဏ်အောင်ပတ်စံပေးရတယ်เนาะဈေးကြည့်ရွှေရအာ ရိုးရိုးရွှေဘာအိမ်မှာတိန်းတော့မဆိုတခြားနိုင်ငံသွားမဆိုရင်ဒုက္ခရောက်တယ်အိမ်မှာတိန်းတော့မဆိုတများတက်ခံဘယ်လိုလုပ်မလဲအဲ့လို risk အများကြီးများရရှိအဲ့ကြောင့်ဆရာ store share ပို့တဘောကြပို့တဘောကြရတဲ့နောက်တဲ့အခြေအနေရှိနေတယ်အခဏလေးကြာပြောမယ်ပြီးပါရဲ့ရုရှားနဲ့နေထိုးရတယ်အာမကြမီမှာပြန်ချဖို့ရှိရုရှားနဲ့နေထိုးဟမ်ပြစ်ချေပြစ်အာဒါနဲ့စစ်ပွဲဖြစ်မလားလို့လုံနေပြီအာအဲ့လိုအမျိုး reason မတိမငြိဖြစ်နေတယ် reason number 1ကဘာလဲဆိုတော့ central bank တွေဗဟုဘဏ်တွေရဲ့ရွှေတွေအများကြီးပိုဝင်နေကြ2025မှာပိုလန်ဘဏ်ကလည်းဗဟုဘဏ်ကလည်းဝယ်တယ်တရုတ်ဗဟုဘဏ်ကလည်းဝယ်တယ်ပြီးတော့ရင် kazakhstan ဗဟုဘဏ်ကလည်းဝယ်တယ်เนาะအများဆုံးဝယ်တဲ့ဗဟုဘဏ်တွေမှာပါတယ်2025နှစ်လည်းမှာဝယ်ကြအာတခြားတာကီတို့ Czech Republic ဖိလစ်ပင်းဆိုပါတယ်ကနဒါနဲ့ပါ Tanzania ပါ Colombia ပါပိုလန်ဆိုရင်အာ2025 နှစ်လံမှာကြည့်တယ်ဆိုဝယ်တာအများဆုံးเนาะရွှေတွေအများကြီးဝယ်ကြတယ်อืมဗာသူစစ်နေပါလေဖြစ်မှုတပြည့်စင်နေရမနေเนาะအဲကြောင့်ရွှေတွေပါဝယ်တာပြီးတော့ဘန်ကောက်ချာနာရယ်ဝယ်တာရယ်တရုတ်ပြည်ရယ်ဒေါ်လာတွေပါတိတ်မကန်ချင်တော့ဆိုရင်ရွှေတွေဝယ်ထားတယ်ဒေါ်လာအများကြီးတူကန်တာဟုတ်အဲကြောင့်ဒေါ်လာကိုကန်မစားရွှေဝယ်ကန်ထားမှာဆိုရွှေတွေဝယ်တယ်ကာဇာစတန်ကဝယ်ထားတယ်အာမေလာမှာ2025ကိုဝယ်ထားတယ် တာခီရရဝယ်လာတယ်ဆရာရွှေတီ2000 May 25မှာဝယ်လာတယ်ချက် National Bank ကဝယ်လာတယ်ဖိလစ်ပိန်းဆိုင်ဝယ်လာတယ်เนาะတခြားနိုင်ငံရေဝယ်လာဘာကြောင့်ဝယ်ထားတယ်လို့ပရိသတ်ထင်ပါနေတယ်တိတိကျတိရဆိုရင်ကိုမမှာနေထောင်ရပါတယ်အာကန်နာဇန်ဇနီးယားကိုလံဘီယာဇမ်ဘီယာမန်ဂိုးရီးယားအလားမျိုးရရွှေတွေကိုသူနိုင်ငံထွက်တဲ့ရွှေတွင်းတွေကရွှေတွေကိုသူကြိုဝယ်တာကြိုပွိုင်းနဲ့ဝယ်တာနော်ဝယ်တာ export လုပ်လို့မှဆိုရင်အေးကန်နာကလည်း ထွက်တဲ့ရွှေတွေကိုတချို့ portion တွေသူကြိုဝင်တာ export မလုပ်ခင်ဝင်တာလဲတန်ဇန်နီးယားအလိုပဲအေး export လုပ်မဲ့ go exporter တွေကိုပြောထားတယ်เนาะမဖြစ်မနေသူစီရောက်ရမယ် mandate တဲ့ဆိုဘိုးဘောင်ရောက်ရမယ်ဘယ်လောက် percentage export ဒီလောက်လုပ်မယ်ဆိုရင်10%ငါ့ကိုငါစီရောက်အဲအဲ့လိုမျိုးလုပ်တာတန်ဇန်နီးယားအာဘာကြောင့် central bank ရဲ့ဝယ်တာဘူဘန်ရဲ့ဝယ်တာဆိုတော့အများကြီးကိုက safe ဖြစ်တယ်ပေါ့နိတခုမတိမငင်ဖြစ်တဲ့အခါကျရင်ရွှေ ရွှေရတင်းရင်းတဲ့အဲအဲ့လိုမျိုးဟာမျိုးကြောင့်ဝယ်ထားတယ်ပြီးပါဒေါ်လာတွေကတိတ်မတုံးချင်တော့ဆိုရင်ရွှေတွေဝယ်ထားတယ်ဒါပေမဲ့ဒေါ်လာတော့ global reserve currency ဆက်ပြီးဖြစ်နေမှာပါတခြားနိုင်ငံ replace လို့တော့ခဲရင်တဲ့အဲတော့ဒေါ်လာကန်နာတွေဘာမှတိတ်မပြောစိုးရိမ်စရာမလိုနော်စီပွားရေးကတိတ်ပြီးမတိမငင်ဖြစ်နေမယ်တိုက်ပြရစီပွားရေးမတိမငင်ဖြစ်နေမယ်ဆိုရွှေတွေဝင်လာရှိ movement အဲ့လိုမျိုးဆိုရင်ဒေါ်လာလည်းပြန်လဲလို့ရအောင်ဆိုပြီးတော့เนาะကောင်းနေတဲ့အချိန်မှာဝယ်တော့ဝယ်ထားပြီးတော့ အခြေအနေစိုးနေတာဒေါ်လာမရှိတော့အချိန်ကြာရင်သူရွှေနဲ့ပြန်ရောင်းရတယ်။အဲကြောင့်ရွှေဆိုရင်လူတိုင်းလူတိုင်းဝယ်ခြင်း။အဲရောဒေါ်လာအ ਨੇ ဆုံးပြန်ရမှာပဲရွှေရောင်းလို့ဆိုဟုတ်တယ်မလား။ကိုကလိုချင်တာဒေါ်လာဆိုရင်ဒေါ်လာရဖို့အတွက်နေလိုက်တစ်ခုတော့ရှိရမယ်။ကိုစီကပို့ကုန်နေရှိရမယ်။ပို့ကုန်မရှိဆိုရွှေရှိရမယ်။ရောင်းတဲ့ဟာရင်ရှိရမယ်။အဲ့လိုမျိုးရှိ။အဲ့လားကြောင့်ဒီက reason number 1မှာ2020ဆိုရင်ဆက်ပြီးတော့ဘိုးဘန်ကဆက်ပြီးတော့ဝယ်ဖို့ခင်ပိုများတယ်လို့ခံမှန်းပါတယ်။ ဒီက reason ၅ခုပါဒီ reason ၅ခုဒီမှာဘယ် reason ကအဓိကဖြစ်မထင်းတယ်လဲရွှေစည်းတက်တာကိုပလိတ်တက်ရုပ်အောက်မှာဖြေထားရပါတယ်ရွှေကုမ္ပဏီနှစ်ခုလက်ဆောင်ပေးမယ်ဒါတရုတ်ကုမ္ပဏီမှာเนาะជីချင်းကုမ္ပဏီရွှေမိုင်းနဲ့ပတ်သက်တာသူက multinational ကုမ္ပဏီတော့လုံရန်ဖူချက်ချိုင်းတော့မှာရှိတယ်เนาะကမ္ဘာမှာအကြီးမားဆုံးရွှေထုတ်လုပ်တဲ့တခုမပါအောင်ဖြစ်ရွှေရောကော်ပါဈေးတော့ထုတ်တယ်2000ဆေးကစပြီးတည်ထောင်တာလားဝန်ထမ်းပေါင်း9000 6000နီးပါးရှိရနော် subsidy ရဲရှိရ i store share ကြည့်တယ်ဆိုရင်ရတူတရားပါဖြစ်တယ်112.78%၂ဆဖြစ်တယ်ပတ်စတွေ့လားအဲ့တော့ရွှေတဲ့ဝယ်တာဆိုကုမ္ပဏီဝယ်တာဆရာဘူးကြိုင်မကြောက်လဲဆိုတော့ကုမ္ပဏီက productive asset productive asset ဆိုပါလေသူကဝင်ဝင်ရှာနေတယ်သူကရွှေတွေတူးတယ်ရတဲ့ဟာကိုအရင်းစင်းနဲ့ရတယ်ပြီးတော့အမြတ်တွေတင်ရောင်းတယ်တင်ရောင်းတဲ့ကြောင့် ကုမ္ပဏီကရွှေတွေအများကြီးသူဆက်သူဆက်သူဆက်ပြီးလုံလံတဲ့ကြောင့်အဆင်ပြေရွှေကြောင့်လက်ထက်ကင်ကဘာမှတုံးမရအဲ့နော်ဘန်ထဲမှာထည့်ထားရင်ကို့အတွက်ဈေးရောက်ပူကြီးနေတယ်လက်ထက်မှာကင်ထားရင်ပတ်စံရဒီတိုင်းအတေးပဲနော်ဝင်တန်ဖိုးကြရတဲ့အတွက်ကြောင့်ရွှေဈေးကတန်ဖိုးတက်နေတာနှုတ်မို့ဆိုရင်ကုန်စင်းတို့တက်ရတဲ့အတွက်ကြောင့်ဝင်တန်ဖိုးကြရတဲ့အတွက်ကြောင့်ကုန်စင်းတို့မတက်ဘူးဝင်တန်ဖိုးမကြောက်ဆိုရွှေဈေးကအလောက်ကြီးတက်မှာမဟုတ်ဘူးအဲ့ဒီ reason နှစ်ခုသုံးခုတော့ပဲ ရွှေစည်းကဆက်ပြီးတော့တက်နေပြီးတော့လူရရွှေဝက်ဝယ်ဝှေ့ချင်တဲ့အဲ့လိုမျိုးတွေမှာဒီမန်းရရှိတော့ reason ၃ခုတော့မရှိရွှေစည်းတက်တဲ့ဟာကနောက်တော့ company number 1ကြည့်တာ King Ross Gold Corporation တနည်းကိုနှစ်ဆကျော်ချင်းသွားပြီနှစ်ဆခွဲဝင်ချင်းဖြစ်နေပြီသူကကနေဒါ company ကနေဒါမှာရွှေရောငွေရောတူတယ်1992ရဆပြီးတည်ထောင်တာလေ Toronto Ontario မှာရှိတယ်เนาะသူကအာ2000 1992ရနေပြီးတော့ကနေဒါဝင်တာပေါ့6600ရှိတယ် အာကနေဒါမှာရွှေရဲ့အများကြီးအများကြီးထွက်တယ်ဒီဗီဒန်ပေးနေတယ်စောစောရွှေတက်တယ်ဆိုတာဒီဗီဒန်မရှိနော် future ကိုရွှေဝင်တာဒီဗီဒန်မရှိဘူးအာဒီဗီဒန်ရှိရဲ့ ETF တွေဝင်တာတမျိုးပေါ့အာများတော့ပြင်မရှိရများရွှေဆိုရင်အာ SME fire size တော့ရှင်ရွေးတက်တယ်ဆိုရင်မဖြစ်တယ်အာနှစတက်တယ်ဒီအဲ့ဒါရွှေချင်းရှင်တော်မှာရွှေတူးရဲ့ကုမ္ပဏီပုံမကောင်းလားရေးရတူတူရွှေရ42%ပဲတက်တယ်เนา ရွှေတူးကုမ္ပဏီရဲ့ရွှေနဲ့ပတ်သက်ကုမ္ပဏီဆိုဘယ်လောက်တက်တယ်။နှစ်ဆတက်တယ်။တွေ့လား။နှစ်ဆတက်တယ်တွေ့လား။อืมအားကြောင့်ဆရာ stock share ပို့ပြီးတော့သဘောကြ productive asset ဖြစ်လို့ကြောင့်ပြီးတော့ dividend နဲ့ပေးတယ်။ကောင်းလုံးကုမ္ပဏီဆိုရင်ဘာမှတိတ်စိတ်ပူစရာမလို့ဒါပေမဲ့ရွှေနဲ့ပတ်သက်ပြီးဆရာဝယ်ထားမလားဆိုတော့ရွှေထက်ကောင်းတဲ့ကုမ္ပဏီဆရာစီမှာရှိအားကြောင့်ရွှေကုမ္ပဏီဆရာဝယ်ထားကြမလို့เนาะဒါကိုအကြိုက်တဲ့ကိုကိုကကြိုက်တဲ့ရွှေဆက်တက်မဲ့ထင်တယ်ဆိုရင် နောက်နေ့မှာဆက်သက်ဆိုဒီကုမ္ပဏီကဆက်သက်မှုကင်ပိုပြီးတော့များတယ်တခုတတိထားမှာဒီလိုကုမ္ပဏီကရွှေစည်းကြအခါကျရင် stock share ထိုးကြတယ်အဲလိုမျိုးရှိတယ်အဲကြောင့် commodity ဘုံမူတည်ရတဲ့ကြောင့်ဒီမှုကုမ္ပဏီကိုဆရာမဝယ်ထားဒါဒါပဲဘာပဲပြပြောတောက်လျှောက်တက်နေတယ်ရွှေ stock share 6ခုကိုတည်ကျင်နေဆိုရင် patron join လုပ်ရတယ်။နောက် play ထည့်ရ patron join လုပ်မှာဆိုရင်ဒီ video လေးကိုစပြီးကြည့်လို့ရအခုနေ့မှတင်ထားရွှေနဲ့ပတ်သက်တဲ့ကမ္ဘာမှာ အရန်ကြီးရဲ့ရွှေကုမ္ပဏီ6ခုဆရာပြောထားတယ်တောက်လျှောက်တက်တယ်သူတောက်လျှောက်တက်တယ်သူတော့တော်နေစိတ်မှာဆက်တက်နိုင်တယ်ဆိုရင်ဒီကုမ္ပဏီတွေကတခုကြည့်မျိုးကိုယ်လေ့လာပြီးတော့ဘယ်ဟာဝယ်ချင်လဲဆိုဝယ်လို့ရတယ် join ချင်ရင် play ထည့်ပေးထုံးလို့ join လို့ရတယ်နောက်ထပ်ဗီဒီယိုဒီမှာရှိနေတယ်เนาะ option နဲ့ပတ်သက်ဗီဒီယိုဒီဗီဒီယိုနှစ်ခုလုံးကိုကြည့်ချင်ဆို option trading ပေးထုံး join တယ် option trading ပေးထုံး join တယ်ဆိုရင်ဒီနှစ်ခုကိုကြည့်လို့ရပါပြီ link တွေကို youtube video description ကမှာရှိပါတယ်ဒီနေ့ join ပြီးတော့ဒီနေ့ပဲချက်ချင်း ကြည့်ို့ရပါပြီ။ခေါင်းချင်တက်လိုက်တာအပူကြီးအချိုးအရင်ရှိတယ်။ဒေယာမျိုးပူကောင်းပါလား။ဒေယာပူကောင်းလဲဆိုတော့ဆရာကနေအပ်ထရမ်နေအပ်ထရမ်နေကိုငါးလမ်းနီးလမ်းငါးလမ်းရှိရ။အဲ့ဒီဓာတ်တွေကသူအကြိုက်ဆုံးဒီပုံတွေကအရင်ထိရောက်တယ်။ကဲအဲ့လိုကြီး expert မဖြစ်ပေမဲ့ဆရာရဲ့ဒီအပ်ထရမ်ပါလဲအပ်ထရမ်ဓာတ်တွေကိုတိကျပိုင်တယ်လို့ရှိရင်အရှုံးလုံးဝမရှိဘူး။ ဆရာဆရာကြီးကတော့ဘာမှနားမလည်ရဘူးเนาะဆရာပြောတဲ့အတိုင်းပဲမြင်လိုက်လို့ပါတယ်ဟုတ်ဒီဟာတွေကိုအတိအကျသိချာတိုင်းလို့ရတယ်လုံးဝအချုံးမရှိ Hello ဆရာ CIS store share ကလည်းတင်ပြကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှတော့ CIS အပေါ်တခါလေးမှဖမ်းနိုင်မှုပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့ အာခုဆိုတော့ကျွန်တော်အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်ရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရရှိအတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမအတင်နမ်းမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့ အသေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရီစင်မာစစ်တင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်အကူရမ်းပြုတယ်ကျွန်တော်အရင်နှောင်းကမလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ doing in option အရင်နီးနေနေလေးနဲ့အမြတ်များများရေရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကြီးစုပါပဲဆရာ ဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ဒီမှာဆရာဒီတန်းတည်းရနဲ့တလအတွင်းမှာ9,500ညမြပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတော့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောဘဲနဲ့တင်တာပါဘီအခုတော့အဲ့လိုမြရလိမ့်ဆရာရေးဆရာကျေးဇူးပဲဒီညိုရောလိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မနေတော့ဆရာ ကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတော့ရှေတင်နေမှာတင်နေတက်ပြီးတော့ကျွန်တော်အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတည်တည်ချင်ချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းကြီးမြုံနဲ့တက်နေပြီဆရာတင်နာလဲတင်နန်းကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလဲပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြများရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ကျကျပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတယ်ဆရာကြီး။ဆရာကိုအရင်ပဲကျေးဇူးတင်တယ်ဆရာကြီးရှိ။ကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ခဲ့တာ။ကျွန်တော်လည်းဆော့နေတာကြာပါပြီဆရာကြီး။ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘဝမှာအများအများဆုံးရခဲ့တာပေါ့တည့်ရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာရေကျေးဇူးပါပဲဆရာရေနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ